ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှလည်းကျွန်တော် Road to Elo 2300ကစားပွဲပွဲကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲလေးကြည့်လိုက်မယ်အပွဲလေးတော့စပြီးတော့ရှာလိုက်ပါပြီအဲ့တွေ့ပြီပေါ့နော်ကျွန်တော်ဒီမှာဒီပွဲလေးအဖြူပဲအမဲပဲဗျဒီ4ဆိုတော့ Knight F6 နဲ့ကစားရပေါ့နော်အာဒါကြ C4 ဆိုတော့ E6 နဲ့ကစားရတယ်ပေါ့ အဲဒါဆိုရင်လည်းကြာဒီမှာသွားချက်လို့လည်းရတော့တော့ချက်တယ်ကြာ basic နဲ့ကတော့ bishop ကိုတရထွက်မှာပေါ့နော် bishop တရထွက် bishop b7 ထွက်မှာအဲ့တော့ဘယ်ရှော့အဲ့ဒါတော့ night မထွက်ဘူးဗျာကျွန်တော် night မထွက်တော့ကျွန်တော် night ထွက်လို့ဆိုရင်ပုံမှန်ကျွန်တော်တော့ပင်းနေပေါ့ night မထွက်လို့ဆိုတော့မပင်းတော့ဘူးဒီမှာထားရအောင်ဒါကြောင့် cast link လုပ်လိုက်တော့မှာပေါ့နော်ဒါကတော့ဟိုဒီမှာ bishop d6 ဆက်တယ်ဒါကတော့ကျွန်တော် bishop diagonal line မပိတ်အောင်ကျွန်တော်ပုံးလေးကိုတစ်ခွက်ပဲတက်တာပေါ့နော် knight b7 ထွက်မယ် ပေတာရူဘလေးဆွဲထားလိုက်ဒါပုံမှန် opening မှာ development လုပ်တာတွေပဲပေါ့နော်ဘာမှတော့အဲထူထူထူတော့မရှိဘူးလို့ပြောလို့ရပါတယ်ဒါကြောင့် e5 ခွဲလို့ရတယ်ခွဲလိုက်မယ် e5 တက်လို့ရတယ်တက်ပဲပေါ့နော်စန်တာကကျွန်တော်သူများကိုပေးလို့မရဘူးအဲစန်တာမှာတစ်ဖက်တည်းပုံနေရှိလို့ဆိုရင်အဲစန်တာကိုကျွန်တော်တို့ပြန်ပြီးတော့ခွဲရတယ်ပေါ့နော်အဲပြန်ပြီးတော့စန်တာမှာနေရာတွေယူရတယ်ပေါ့ဒီမှာလည်းသူ့ကိုကျွန်တော်အစားစန်တာမှာနှလုံးပေးလာတယ်အဲ့တော့ဒါပေမဲ့အခုကျစန်တာမှာပြန်ပြီးတော့ဘဟုအခြေဖြတ်ထားတယ်လို့ပြောလို့ရပါတယ်အဲတော့စိုင်းနဲ့ပုံနဲ့ပြန်စားထားမယ်ပေါ့နော် တဲ့ဘေးရှောရဲ့ diagonal လေးကတော့ဘယ်ဖြစ်ဖြစ်အဆင်ပြေလို့ပြောလို့ရတယ်။ပြန်နောက်တစ်ခုကကျတော့ဒီ queen ကိုကြတော့ဘယ်နှထားရမလဲပေါ့နော်။အဲကျွန်တော်ဒီမှာကအဲဆရာတဲ့ queen c2 သွားတာတွေတော့တော့လည်းကြာ root လာတော့မယ်ပေါ့နော်။ဒါလေးတစ်ချက်တော့ပြထားတယ်။အဲကျွန်တော်စဉ်းစားမှာကျွန်တော်ကကျွန်တော်ပုံလေးကို c6 တက်လိုက်စဉ်တစ်ချက်တော့တက်လို့တော့ရတယ်။ဘေးရှော line တော့တစ်ချက်တော့ပိတ်တော့ပိတ်သွားတယ်။ဒါကြတော့ queen ကို c7 ထားလို့ရကျွန်တော် c5 တော်လို့စဉ်းစားကြတော့ knight d5 ဒီပါလာနိုင်တယ်ပေါ့နော်။အဲ့ဒါကြီးကျတော့တိတ်ပြီးမပေးခြင်း မပေးချင်ဘူးအဲ့လိုမျိုးတော့မပေးချင်ဘူးပေါ့နော်အဲ့လိုမျိုးတော့ဒါလို့ဆိုရင်မပေးကြချစစ်လေးတစ်ချက်တက်ထားအောင်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်အခြေအနေရ C5 ကိုနောက်မှဖြည်းဖြည်းချင်းတက်မယ်ပေါ့ဒါဆီစစ်တက်တာကြီးကကွင်းလေးထွက်ရှင်လို့ပေါ့နော်ကွင်းထွက်ယူပြီးတော့ဆက်ကြည့်ထားတာဒီပဲပြန်ထည့်ထားမယ်ပြီးတော့နောက်ကြမှကျွန်တော်အခြေအနေအားလုံးကောင်းသွားပြီဆိုမှ C5 ကိုပြန်တက်လိုက်မယ်ပေါ့အမှန်တကယ်တော့ C5 တက်လေရတော့ရတယ်ပေါ့အဲ့မဲ့2 95တွေပါတယ်ရုပ်တွေပါတယ်ဆွဲပြီးဝင်လာတာလေးကိုကျွန်တော်တိတ်ပြီးတော့တဘောမကြသေးလို့ အဲမတက်သေးရပါတော့။တဲ့ Night G5 ကဘာလို့တော့ဘာလို့ရှင်းလာလဲတော့ Night E4 လာပြီးတော့အဲ meeting thread တွေဘာလို့ရှင်းလာဘယ်လိုတော့မရဘူး။ဒါအဲကြောင့်ညီမတို့ကွင်းမဲပြန်နေရမှာကွင်းစီ7မှနေပြထထားမယ်။ဒါဒီ night e4 လာမယ်ဆိုလည်းကြောက်ရအောင်လို့ကျွန်တော် h7 တက်လို့ရတယ်။ဒါ night day night ထားရရှင်ကျွန်တော် night နဲ့ပြန်စားထားလို့ရတယ်။အဲဘာ meeting မှမရှိဘူးနော် night ကပြန်ကယ်ထားပြီးသားပဲဒီကော။ဒါလို့ဆိုတော့ဒါအဆင်ပြေနေသေးရပါတော့။ ဲ့တော့ဒီ night ကဒီကိုလာဆိုရင်အဲ့ဒါတော့ကျစားပြီးတော့ R5 ဒီပိုင်းတိုက်ဘယ်လိုနေမလဲမသိဘူးတလောက်ရရအဲ့လိုမျိုးတလောက်ရရဲအဲစားဗျာအစားလို့ဆိုရင်သူက night ရဲ့ပြန်စားမှာတေချာပေါ့ night ရဲ့ပြန်စားမှာ night ရဲ့ပြန်စားတဲ့အခါမှာကျွန်တော် R5 ဒီပိုင်းတက်လိုက်လို့ဆိုရင်ဟာစားရနိုင်တယ်စားပြီးတော့ R5 တက်မယ်ပေါ့။အဲနိုင်နဲ့ပြန်စားဖို့များတယ်ပေါ့။ ကိုင်းကြီးကတော့ထွက်မစားဘူးလေနိုင်နေစားနိုင်စားကြအဖိုက်တက်လို့ရတယ်အဖိုက်တက်ရင်ဒုနိုင်ကဘယ်သွားမလဲအဖိုက်တက်ဒုနိုင်ကအာဒီ G3 တွေပါသွားမယ်ပေါ့ဒီ G3 ဆိုကြဒီမှာဒီအဖိုက်ကိုပြန်ကယ်ဖို့အတွက်ပွင့်ကြီးစီလေးပြန်တက်ပေါ့အဲ့ဆိုအစီအမီလို့မြင်တယ်အဲ့ဒါဒါပဲတက်ပေါ့နော်အဖိုက်တက်မှာပဲပြန်ကျွန်တော်ဒီ F5 ဘုံလေးပြန်ကယ်ဖို့တော့ G6 တွေတက်လိုက်လို့ရတယ်ပြီးကျွန်တော် Bishop ကို F6 မှာထားလိုက်ပေါ့ ဒါဆိုရင် bishop လည်းပြန်ပြီးတော့အဆင်ပြေသွားမယ်အဲ knight ကကျတော့ c5 ကိုပြန်ကူးလို့ရတယ်အဲဒီ bishop ကိုကျတော့အခြေအနေရပဲကျွန်တော် pawn c5 ကအဆင်မပြေလို့ရှင်တော့ bishop ကိုဒီဘက်ကပြန်ထွက်လာမယ်ပေါ့ပြန် d root က d8 ကို d8 a root က d8 မှာထားမယ်ပေါ့နော် root က d8 မှာထားမယ်အဲဒါဆိုရင်အဆင်ပြေလို့တော့မြင်တော့မြင်တယ်ပေါ့နော် အဲ့ဒီတော့မလုပ်မလဲဆိုတော့ကြည်ရပေါ့နိုင်တဲ့ F5 တွေပါများလှုပ်ချင်တော့တော့မပြောတော့နိုင်တဲ့ F5 တွေပြန်စားပြီးရောကွင်းနဲ့ပြန်စားပါတော့နော်ဒါလို့တော့မလုပ်ပါကျတော့ဒီ short လေး ် offset မှာနေလို့တော့ရရပါတော့။ native f5 ကိုတော့ကြောက်စရာတော့မလိုလို့တော့ထင်တာပဲ။ native f5 ပြန်စားပြန်စားပြီး bishop က g7 မှာပြန်နေလို့ရရပါတော့။ရပါတယ်ပြဿနာမရှိ။မရှိတော့လေပြန်ပြီးတော့အဆင်ပြေသွားပြီပြီးကျွန်တော် rook ကိုဒီဘက်ဆွဲမှာပါနော် rook ဒီဆွဲမှာပေါ့ပြီးကျွန်တော်အဲ့ဒါဒီဘက်နိုင်မရှိဆိုကျွန်တော် c5 ဒီဘက်တက်လို့ရပါပြီကောင်းပါတက်လို့ကောင်းပါပြီမရှိတော့ဒီဘက်ဆက် diagonal လည်းပြန်ပွင့်သွားမယ် ဆိုတော့မဆိုးလို့တော့ပြောတော့ရရပါတော့အနေထားရတော့အာတခုရှိတာကဒါ ਈ စားမလားမသိအဖက်ကြီးစားမလားမသိနိုင်တဲ့အဖက်ကြီးကပြန်စားပြီဒီကောင်လည်းပြန်ညှိနေပါတော့အဲ့နည်းနည်းတော့စဉ်းစားခက်တယ်ပါနော်နိုင်တဲ့အဖက်ကြီးကစားမလားမသိအဲ့မစားတော့မစားဘူးဗျာ မဆောက်ဘူးဆိုကျွန်တော် backshot ကိုဒီကြက်လေးပဲပြန်ထည့်ထားတာကောင်းမှထင်တယ်ကျွန်တော်ခုနတကူမြင်လိုက်တယ်ပေါ့နော်ဘာမြင်လိုက်လဲဆိုတော့ night ray fire ဆားမယ်ဆိုရင်ကျွန်တော်ပြန်ဆားပြပြန်ဆားဆိုကျွန်တော်တို့ queen နဲ့ပြန်ဆားဆိုရင် division နဲ့ဒီ night ray ကို double attack ရှိရပေါ့အဲ့ကျွန်တော်စဉ်းစားရတယ်အ backshot လေးပြန်ထည့်ထားလိုက်လို့ဆိုရင်ပြဿနာတော့မရှိဘူး backshot ပြန်ထည့်ထားလိုက်လို့ဆိုရင် backshot g7 ထည့်တာပေါ့နော်ပြီးသူ root ထည့်မယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာအဲ rig ကအဲဒီအဲ့ဒီ rig ဒီလေးပြန်လာထားလို့ရတယ်အဲဘာဖြစ်ဖြစ်အစီပြေလို့တော့ပြောလို့ရတယ်ဒါလေးပြန်ထည့်ထားလိုက်တော့ နိုင်လေးပဲပြန်ထည့်လာလိုက်တော့ဆိုရင်ဘစ်ချော့လေးပဲပြန်ထည့်လာလိုက်တော့နည်းနည်း save ဖြစ်အောင်ပေါ့နော်ဒါလည်းဒါ rook လေးပြန်ဆိုင်ပေါ့ဒါတော့ဒီမှာပြန်ထားရမယ်ဒီကြောင့်နိုင်က C5 ဒီပါတယ်သွားလို့ရတယ်။ဘေးပေါ်စီ5တက်ချင်တက်လို့ရတယ်။ Nice C5 ပေါ်စီ5တက်ရင်တော့ Bishop diagonal ပို့နေပါတော့။အဲ့တော့ဘယ်လိုသွားရင်ကောင်းမလဲ 我吃现在餐、啊、没有。 ဲ့တော့သူကစဉ်းတော့စဉ်းစားနေပေါ့နော်လက်ရှိမှာအဲကျွန်တော်လည်းဒီမှာကျွန်တော် plan က night ကအဲ night က f6 စပိုင်းသွားရင်ကောင်းမလား night c5 သွားရင်ကောင်းမလား night f8 သွားရင်ကောင်းမလား night ကိုပြန်လှည့်ဖို့လည်းကြည့်ရအောင်ပဲပေါ့နော် bishop a3 လာတယ်ကြည့်ရည်ကြည့်ရကြ night c5 ကိုမပေးကျင်လို့ပေါ့နော်မပေးကျင်ရလည်းပါကြ night bishop d6 စီပါလဲလာကျင်တာလည်းပါတယ်ပေါ့အဲ့တော့ c5 နဲ့ပြည့်ကြတာကောင်းမှာပေါ့ဒါဆိုရင်တော့ဒါဆိုရင်တော့ c5 နဲ့ပြည့်လိုက်တော့ စီပိုင်းနဲ့ပိတ်လိုက်လို့ဆိုရင်အဲတူဘီရှော့ဒါယဂိုနာပိတ်သွားပြီပြီးကျွန်တော် night ကတော့ night ရစ်ကဒီ6ကိုလာတယ်ရစ်ဒီ6ကတော့လဲဘာမှမလုပ်ဘူးကျွန်တော် night effect တွေပြန်သွားလို့ရတယ်အဲ့ဒါ night effect ပြန်သွားလို့ရတယ်ပေါ့။စိုင်းပြန်စားပေါ့နော်ဒါကတော့ အန်ဂိန်ကူမလာပေါ့နော်အန်ဂိန်ကူမလာပေါ့အန်ဂိန်ကူတယ်ကျွန်တော်အဆင်ပြေလို့ပြောလို့ရတယ်ဘရှော့နာကောင်းနေပေါ့နော်ဘရှော့နာကောင်းနေအဲ့တော့ဒါတော့ဒီမှာ the night go easy ခေါ်လို့ရရအဲ easy ခေါ်မယ်ပြဿနာမရှိခေါ်လို့ရရပေါ့နော် night ခေါ်လာတယ် သူဒီဘက်နဲ့ကလှုပ်လို့မရအောင်ဖြစ်နေပါဘောနော်လောစဲပါအဲ့ဘာလေးဆက်လုပ်မလဲဆိုတော့ကြည့်ရမယ်ပေါ့နော် အကောင်လုံးအကောင်နဲ့အကောင်လုံးကအတူတူပဲဖြစ်နေပေါ့ဒါကအဲ့ဒါလဲပြီတဲ့ဘာလို့လဲကျင်တာတော့ဒါလဲကျင်နေတယ်လဲကျင်နေတယ်ရှောင်းဘာလို့လဲမကောင်းအလဲပြီဒါလဲပြီလိုက်တော့အဲ့ရင်ရောက်ပြီတော့ကျွန်တော်ကင်းရောခေါ်ရမယ်ပေါ့နော်ကင်းကအရေးကြီးတာပဲ အဲကျွန်တော် night ကိုပြန်လှည့်ရမယ်ပေါ့သူက two night ကိုလှည့်ရမှာပဲကျွန်တော်ကျွန်တော် night ကကြဒီ2ဒီလိုဒီလိုလှည့်ပေါ့နော်အဲလှည့်ရောအဲ C3 D5 ကနေလာလို့ရတယ်ကျွန်တော်လည်းကျွန်တော်ရဲ့ night ကိုကဘယ်လိုသွားလို့ရလဲဆိုရင် B4 ကြီးသွားတော့ရတယ်အဲ့မဲ့ B4 ကြီးသွားပြီးဘာဆက်လုပ်လို့ရမလဲပေါ့အဲ့ဒါဆရာတော်မရှိဖြစ်တယ်အဲ့တော့ဂျပန်နေတက်နိုင်အောင်စူးစမ်းမယ်ပေါ့နော်ဒီလိုတက်နိုင်အောင်စူးစမ်းရမယ် နိုင်ကဒါတော့တော့ကျွန်တော်ဒီမှာပါလို့ရနိုင်မလဲဆိုတော့အဲနိုင် e4 တွေပါတော့လာလို့ရရဆိုတော့ e4 ကြီးတော့လာလို့ရရပေါ့နိုင် e4 လာပြီးရောဆိုတော့ after you ပြန်မောင်းလဲဘာမှမဖြစ်ပြန်ပြေးရမှာပေါ့နော်အကင်းလေးပဲခေါ်တော့အောင်ပဲဗျာအကင်းလေးစခေါ်တော့အောင်ပေါ့နော်တော့ဒီကိုလည်းလာနိုင်တယ်ဒီကိုလည်းလာနိုင်တယ်ဆိုတော့ night တစ်ချက်ပိတ်ထားလိုက်မယ် night တစ်ချက်ပိတ်ထားလိုက်မယ်ပေါ့နော်ပြီးတော့မှကျွန်တော် game ခေါ်ပြီးတော့မှဒီ night ကိုပြန်ပြီးလှည့်မယ်ပေါ့ဘယ်လိုလဲဆိုတော့ b5 တွေအာ d5 တွေကိုပိတ်ထားတယ်ပေါ့ဒီ night နဲ့ c7 နဲ့ပိတ်ထားတယ် အဲ့ကျ night ကိုဘယ်လိုသွားရင်ကောင်းမလဲဆိုတော့ night က night ကဘယ်နေရာမှာရှိရင်ကောင်းလဲ e4 တွေပါရရှိနေတော့မစိုးတော့မစိုးဘူးအဲ့ f4 လောက်တက်ချင်တဲ့ပုံစံတော့တွေးတော့တွေးရတယ်ပေါ့နော် f4 လောက်တက်ချင်တာအဲဒီကအဲ့လိုတော့မြင်တော့မြင်တယ်ပင်ဖြစ်နေတဲ့ပုံမှာပေါ့နော် f4 တက်လဲတကယ်တော့ဘာမှမဖြစ်ဘူးပေါ့ဒါကင်းနေ d6 မှာနေထားလိုက်အောင်တစ်ချက်အဲကျွန်တော်ပြတာ F4 တက်တယ်ဆိုလား ် afford တတ်ချင်မှန်းတိတ်တိတ်တာတယ်အဲ့ဒီစီလေးမှာပြန်နေလိုက်မယ်။ဒါ drop shot ပြန်ထိန်းတော့ပါเนาะ။နောက်လည်းကြာရင်စားကျင်တယ်ဆိုတော့စားလို့ရတယ်။တက်ကြီး3တက်တယ်ဗျ။အဲ့ဒါဆိုရင်ကျွန်တော် bishop ကဒီ d5 ဒီ b1 တွေရော ဒါပေမဲ့အဲ့ဒီဘက်ကပြန်ပြီးချုပ်ခံရတာတွေပါရှိနိုင်တယ်။စိုင်းကောမစိုင်းကောဒီမှာကလက်ရှော့နိုင်အင်ဂင်ကူလာရောဆင်ရောဒီဘက်ဆော့ရမဲအောင်အစစ်စားလိုက်မယ်။ဒီအင်ဂင်လေးကနည်းနည်းလေးတော့ဟောဖြစ်တယ်ပေါ့နော်။တခြားစဉ်းစားမှရမှာ။ဒါနည်းနည်း waiting နဲ့လောက်လိုက်မယ်။ဒီဘာလို့လဲနည်းနည်းစောင့်ကြည့်လိုက်မယ်ပေါ့နော်။သူ့သူ့ရှေ့ကလည်းနည်းနည်းစောင့်ကြည့်လိုက်မယ်။အေးစစ်လေးတက်ထားလိုက်ပြီတလေ။ တော့ B5 တွေပါတက်မဲ့ဘာညာပေါ့ဒါကဒနာလေးအမှန်တကယ်စောင့်ကြည့်လိုက်တာပေါ့အဲ့ gain ခေါ်လာတယ်ဗျအဲ့ B5 တက်ပြီးတော့အဲတူပွန်တွေကိုအားနေအောင်လောလောတော့ရတယ်အဲ့ B5 တွေတက်လိုက်တက်လိုက်မှာဗျပွန်တွေတက်လိုက်တက်လိုက်အဲ့ဒါဆိုရင်တော့ကျွန်တော်ပြန်စားပါတော့ကျွန်တော် gain centralize ရှိရတယ် ကျွန်တော် night က e40 သွားလို့ရတယ်။ e40 ဒါဒီမှာပြန်စားထားပေါ့။ night night ပါဆိုင်သေးတယ်ဗျ။ night လဲတာကကောင်းလားဆိုတော့ night လဲတာကအာကျွန်တော်လဲတာလို့တူပေါ်တွေကအာတိတ်တော့မကောင်းမလဲချင်ဘူး။ လေရမတိတော့မချိုက်ပါဘူး။မလဲလို့စင်တယ်သူကနောက်တစ်ချက် Knight D3 ကချန်တယ်ချဲ King က D7 မှာပြန်နေလို့တော့ရ။ပြန်တော့ကျွန်တော် Knight D5 တွေပဲသွားထားလိုက်။မလဲကျင်တယ်ပေါ့နော်ကျွန်တော် Knight မလဲကျင်အောင်။ Knight E4 ဝင်မယ်လည်းပြထားတယ်သူက။ Bishop နဲ့လာတယ်။ Bishop ကျင်လဲပြီးတော့ Knight Angling ကူးရင်ရော။ Knight Angling ကူးလည်းမစိုးတော့မစိုး။ ။ဒါကြောင့် C4 ထပ်တက်လိုက်လို့ရတယ်။ C4 တက်ပြီးတော့ဒီ knight ကိုချုပ်ထားလို့ရတယ်။အာ C4 လေးတက်လိုက်မယ်ဗျာ။ knight ကိုချုပ်ထားလိုက်မယ်ပေါ့နော်။စားပြန်စားပေါ့။ knight D3 မလာနိုင်အောင်ချုပ်ထားပါပေါ့အဓိကတော့။ပြည့်ကြပြည့်ချင်းဆိုင်လိုက်မယ်။အဲ့ဒါသူ့ down pawn လေးတော့ပြန်သွားတယ်။ down pass pawn လေးတော့ကျန်သွားတယ်။โอเค ဒါတော့အရင်ကြီးပြဿနာတော့မရှိတော့ထင်တာပဲ။အော်ကျွန်တော်ဒီမှာကလက်လျှော့သွားစာနိုင်နဲ့ပြန်စာပြီးနိုင်နဲ့ပြန်ထိန်းတော့တော့ရတယ်။အဲနိုင်နဲ့ပြန်ထိန်းတော့တော့ရတယ်ပြဿနာတော့မရှိဘူး။နိုင်ကအီးစစ်သွားတော့စားမှာဗျ။ကာလာဒီဘိရှော့ကြီးအကျက်ကာလာဒီဘိရှော့ကြီးမကြံကြင်ဘူးပေါ့နော်ကျွန်တော်အန်ဂိန်းနိုင်ယန်ဂိန်းဆိုလည်းမဆိုဘူး 今年は来たまで足を。今年はロゼ来たらやめろ。リバゴ。ကျွန်တော် night f7 လာပြီ night e5 တော့ပေါ့ဗျာ night e5 တော့မှာပေါ့ နိုင်နိုင်လည်းမလဲကျင် color temperature angle ကျင်ကျတော့မကောင်းဘူးပေါ့နော်အဲ့လိုကြောင့် color temperature မကြမ်းဘူးဘာလို့ဆိုတော့ဟိုအနေထားအရ quality ဆိုပြောရမှာပဲပေါ့နော် night ဒီခုံလာလိုက်မ e5 ဒီအဲ e5 ဒီခုံလာလိုက်မယ်အဲဒီမှာထိန်းရတယ်အကုန်ထိန်းရတယ်ပြီးကျကင်းနဲ့ light cut စားလို့ရရင် cut စားမယ်ပေါ့ပြီးတော့ကင်း pressure နဲ့ဒီ pressure တွေမောင်းပြီးတော့ပွန်း pro ပွန်းနဲ့ force ပြီးတာဒီပါရဲလုံနေလုံမှာပေါ့အဲ့တော့ king ကချက်လေကျွန်တော်တလဲပဲချက်ကောင်းအောင်နော်ဘာမှတော့လုံးလို့တော့မရခွခွလည်းမရှိဘူးပေါ့စိတ်ပူစရာတော့မရှိချက်ကြာကြီးယူပြေးမှာပေါ့နော်ตุบช่อน่ะกระโดดมาบ่ดีออกก็คนนี่ลาเชิญนึกเสร็จเจอดิมาตุบช่อลาเชิญเนี่ยเปียตุบช่อลาเชิญเนี่ยဆိုရင်တော့ကျွန်တော်ဒီမှာတော့အဲတွေ့ရနိုင်ခဲ့ထွက်ပေါက်လမ်းကြောင်းလေးပိတ်ထားလိုက်မှာဗျာတစ်လက် ီးရ night ထွက်မဲ့နေရာတွေပိတ်ထားလိုက်ချုပ်ထားလိုက်တော့เนาะ night night ထွက်မဲ့နေရာတွေ night ကိုကျွန်တော်ချုပ်ထားတယ် night ထွက်လို့မရအောင်ချုပ်ထား trapping ပေါ့เนาะအရှိကျုံလို့ဆိုရင်ကျွန်တော်ကစားကောင်တွေဖမ်းရတယ် night ထွက်မဲ့နေရာမရှိတော့အဲ့ night ဆိုကျွန်တော်ဒီမှာပုံးတွေထပ်တက်တော့ရတော့ရတယ်ပေါ့เนาะပုံးတက်ပြီးတော့ဒါမှမဟုတ်ဒီ night ကိုလာဖမ်းရင်ရော1 ဒါတော့ဒီမှာပြန်ဆိုင်လို့တော့ရတော့မရအောင်เนาะဒါမှမယ်ပြင်ဒါလာမယ်အပြန်ပြန်ဖမ်းကြည့်လာမယ်ဗျပြန်ပြန် try ကြည့်လာမယ်ဒါဒါတတ်တယ်ကျွန်တော်စကျွန်တော်စားမှဖြစ်မှာကျွန်တော်မစားရပါဘူးဖြစ်ဒီကောင်တော့ဖမ်းမယ်အဲ့ကိုတော့ဖမ်းမယ်အဲ့ကမိနေပြီလေအဲ့ကြောင့်ဒီမှာတော့ပုံးလိုက်ပြန်စားပါဗော အဲကစားရုပ်ကျုံလို့ဆိုရင်ကျွန်တော်ဒီလိုမျိုးဖမ်းရတယ်ပေါ့နော်အဒီလိုက်ကြဒီလိုက်ကြရင်သူရှုံးပြီဒီပုံးကလည်းဝိပွားပြီပေါ့နော် A4 ကပုံးကလည်းဝိပွားပြီဒါကကြပုံးနဲ့ပဲပြန်စားပါဗျာဒါကတော့ပြေရှော့ကချုပ်ထားတဲ့ကစားကောင်ဖြစ်နေတော့ပုံးနဲ့ပဲပြန်စားရမှာပဲအဲကျွန်တော်ပြန်ပြီးတော့ဟိုကျွန်တော်ကစားကောင်ညာပြန်ကတ်ချင်တယ်ဆိုတော့တဘောလေးတော့တွေးတော့တွေးရတယ် ကျွန်တော်ကစားကောင်ကျွန်တော်ကတ်လို့စင်ဒီမှာပြန်ကတ်လာမှာပါနော်အဲ့လိုမျိုးကြတွေ့ရတွေ့ရတော့လည်းမကတ်သေးဘူးဗျာပြန်ပြီးတော့သူ့ရဲ့ကစားကောင်ပြန်မောင်းလာအောင်မယ်အဲ့တော့ chat ပေါ့โอเคဒါဆိုရင်ဒီမှာကျွန်တော်ဘာဆက်လုပ်လို့ရလဲဆိုတော့ Bishop ကိုမေးလို့ဆိုရင် Bishop ကအဲ night ပဲခုံသွားလိုက်အောင်မယ်ဗျာ ပြီးကျွန်တော်ဒီကျော် dashboard push မှာပေါ့နော်ဒါ night travel တော့ကိုပြန်စူးစမ်းရတယ်ပေါ့ကျွန်တော်ဒီမှာ point တတ်တော့မယ်သူကသူ့ကိုစူးစမ်းခိုင်းလိုက်အောင်ပြန်ဗျာကျွန်တော်က point တတ်မယ်အဲ့တော့တတ်လို့ဆိုရင်ပြန်ပြီးတော့ဟုတ်ပြီအာ visual နဲ့တားထားလိုက်မယ်ဗျာ visual နဲ့တားထားပြီးတော့နောက်တစ်ချက်ကျွန်တော် night ခုံပြီးတော့ promotion ဝင်မယ်ပေါ့ ချက်ခံချက်မခံတဲ့နေရာကိုရှောင်ရတယ်ပေါ့နော်ကျွန်တော်ချက်မခံတဲ့နေရာကိုရှောင်လိုက်ပြီလားပုံက B5 ဒီပိုင်းတက်လို့ဆင်ကျွန်တော်ဒီရောချက်ပြီးတော့စားသွားအောင်မယ်အဲ့တော့ချက်မခံတဲ့နေရာကိုကျွန်တော်ရှောင်လိုက်တာပေါ့ဟုတ်ပြီဒါတော့ဒီမနိုင်တော့ဒီရှုံးပြီပေါ့နော်ဒီမှာ promotion ရအောင်ပဲကျွန်တော်โอเคတခါတည်းပါချက်မဖြစ်သွားပေါ့ဟောကြိုက်လာကြိုက်လာ night ကိုဖမ်းသွားကြိုက်လာโอเคအော်ဘီအဲ့တော့ကျွန်တော်တို့ဒီ point နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ဆိုရင်တစ်ဖက်ကစားကောင်တွေကအရှိကိုကျုံလို့ဆိုရင်ကျွန်တော်တို့အဖမ်းနိုင်အောင် လောက်ရမယ်ပေါ့နော်ဖမ်းကျွန်တော်တို့ဘယ်လိုမျိုးဖမ်းလို့ရမလဲဆိုပြီးတော့ night ကိုမိသွားလားဆိုရင်မိတော့မမိဘူးဒါပေမဲ့အဲ့ night ကလှုပ်လို့မရတော့လှုပ်လို့မရတဲ့ခါကျသူအလှည့်တွေအများကြီးပေးရတယ်ပုံးနေကျူးရတဖြည်းဖြည်းနဲ့သူနှိမ့်ဆင်သွားတယ်ပေါ့ဒါသာတူတမကောင်းဘူးပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီကစားပွဲလေးကတော့ဒီလောက်ပါပဲအာဒီကစားပွဲနဲ့ပတ်သက်ပြီးတော့သိကျင်တာအဲမေးချင်တာရှိလို့ဆင်တဲ့ comment တွေမှာမိသွားလို့ရပါတယ်ကျွန်တော်ဒီ video ကိုအစားဆုံးလာရောက်ကြည့်ရှုအောင်ပြည့်စုံကြည့်ရှုကိုကြည့်မြတ်တင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ